ါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့စက်တင်ဘာလ17ရက်နေ့မှာထွက်ရှိလာတဲ့နေ့စဉ်ထုတ်သတင်းစာကြံတွေတဲ့ကကောင်းတို့ရရစိတ်ဝင်စားဖို့ရသတင်းတွေကိုထုံထုံတင်ဆက်ဖက်ကြပေးမယ်အစီအစဉ်ဖြစ်ပါတယ်ဒီစီစမားတို့ကျွန်တော်အငင်းကနေတူမခင်နေပြီဆိုတော့တင်ဆက်ဖက်ကြပေးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ထွက်တဲ့သတင်းစာတွေကြံတွေတော့ရောက်နေပြီเนาะကျွန်တော်တို့အဲ့တော့မျက်နှာဖုံးသတင်းလေးညီမအရင်ဖတ်ပြပေးပါဦးเนาะကဲပါဒီပထမဆုံးနေဒီ The Voice တီတီရဲ့မျက်နှာဖုံးသတင်းလေးဖတ်ပြဖို့ရင်းချထားပါတယ် နေ့90အတွင်းမြန်မာနိုင်ငံမှငွေမဲအမေရိကန်ဒေါ်လာ20ဘီလီယံခန့်ထွက်ခဲ့ဟုဆိုဆိုရဲကောင်းစင်ပါနောက်တစ်ပုဒ်ကတော့ဒီနေ့ထုတ်ဒီ7 day daily တဲ့ကပျောက်ဆုံးမလေးရှားသင်းမောတွင်မြန်မာသင်းမောသားမြင်းမြပါဝင်ဒီကိုစုံစမ်းနေဆိုရဲကောင်းစင်ပါနောက်တစ်ပုဒ်ကတော့ဒီနေ့ထုတ်ဒီဒီမိုကရေစီတူလေးတဲ့ကတနိုင်ငံလုံးအပိသက်မဲဆန္ဒရှင်စီးရင်တွင်တမရော်သားများရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၏အမည်စင်းများပါဝင်ပြီဆိုရဲကောင်းစင်တွေပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါ ကျွန်တော်ဒီအခုကဒီရုပ်ောက်ပွဲနေတော့เนาะကျွန်တော်တို့ရုပ်ောက်ပွဲတင်းနေရောမျက်နှာဖုံးနေတင်းကြတယ်အခုနောက်ဖတ်သွားငွေမဲစီဝင်မှုเนาะမျက်နှာဖုံးတင်းကျွန်တော်လည်းအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဗောနော်ဒီမှာကျွန်တော်တို့เนาะဒီ daily level တင်းစားရဲဒီမှာအေဒါအဘကျွန်တော်ဖတ်ပြပါမယ်ဒါလည်းဒါကိုဇောင်းပေးပြီးရေးတာဗျမြန်မာနိုင်ငံဤတရားမဝင်ငွေကြေးစစ်ဆင်မှုလွန်ခဲ့သည့်နှစ်ပေါင်း90အတွင်းမြန်မာနိုင်ငံသည်ခြားစားမှုရာဇဝတ်မှုအခွန်ရှောင်မှုများနဲ့ဆက်နွယ်သောတဲ့ငွေမဲ မေဂန်ဒေါ်လာ20ဘီလီယံကိုဆုံးရှုံးခဲ့ရသည်ဟုတဲ့မေဂန်ချီဆိုင် Global Finisher တဲ့ Integrity เนาะ GFI သူစင်တော့အဖွဲ့ဤအစည်းအဝေးတွင်ပေါ်ပြခဲ့သည်ရင်းဒီအစိုးရ၏အခွန်ငွေကိုထိခိုက်စေပြီးမြောက်စီးပွားရေးကြီးထွားစေရန်အားပေးအမြောက်ပြုနေသည်တဲ့တရားဝင် ကုံတယ်ခြင်းနဲ့ငွေစေးကျွန်းသက်ကြောက်မြတ်ရန်နာနဲ့အခြားကုန်ပစ္စည်းများမှောင်ခိုဒီကူးခြင်းတို့သည်တဲ့မြန်မာနိုင်ငံအတွက်ကြီးမားသောစိန်ခေါင်းများဖြစ်စေသည့်တရားဝင်ငွေကြေးစစ်စစ်မှုသည် စီးပွားရေးဈေးကွက်ဖွင့်ခဲ့သည့်လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတော့အရှိန်မြင့်လာခဲ့ပြီးလွန်ခဲ့သည့်နှစ်90အတွင်းကတော့ငွေကြေးစီးထွက်မှုကဲ့သို့ပင်နဲ့လေးစားပုံမှုများပြားလာခဲ့သည်တဲ့နော်တရားမဝင်ငွေကြေးစီးဆင်းမှုတွေကြောင့်အခွန်ငွေဆုံးရှုံးမှုတွေကအရေးပါတယ်ပြည်သူ့ဗဏ္ဍာငွေပမာဏကိုလူယူနေတာမို့ဒါဟာနိုင်ငံအတွက် ကြီးမားတဲ့စင်ကုန်မှုတရဖြစ်ပါတယ်ဒါယခုအစီအစဉ်ခံစားဖို့တဲ့ပူတဲ့ရေးသားသူ GFI စီဝေးပညာရှင်ဂျိုးဆက်စပင်ဂျာကတဲ့ ဒီမှာဒီတုံစင်ရိုက်တာ ဖောင်ဒေးရှင်းတို့ပြောကြခဲ့သည်တဲ့နော်သူတို့ကလည်းသူတို့ဒီသူတို့အစီအကလာကိုနော်တခြားထုတ်ပြန်တာတွေ့ရတယ်2017ခုနှစ်ဒီတဲ့250နီးပါးကြောင်စစ်စွဲရဲ့အုပ်ချုပ်မှုအောင်နိုင်တဲ့ရှင်းနေစဉ်တွင်ဖယ်ကျင်းထားခံရခြင်းနဲ့ကုံသွေးကန့်သက်ထိန်းချုပ်ထားခံခြင်းတို့ကတဲ့ငွေလဲလှယ်မှုတုံးထိန်းချုပ်ရန်စူးစမ်းမှုများနဲ့ပူးပေါင်းသွားပြီးမြန်မာနိုင်ငံမြေအောက်စီးပွားရေးစဉ်ဆက်မပြတ်ရှိနေသောဒဇိတ်တေသတို့ကိုတွန်းအားပေးလျက်ရှိသူ GFI ကပြောကြားခဲ့သည်1960မှ2013ခုနှစ်အတွင်းမြန်မာနိုင်ငံမှာတရားမဝင်ငွေကြေးစစ်ဆင်မှုများသည့်စုစုပေါင်းအမေရိကန်ဒေါ်လာ18.5ခုနှစ်ဘီလီယံထိရှိပြီတဲ့ယင်းဒီမြန်မာနိုင်ငံပြန်မြတ်ယူထားသောနှစ်စဉ် GDP 6.5ရာခိုင်နှုန်းရှိသည်ဟု GFI ကဆိုသည်ယင်းကာလအတွင်းမြန်မာနိုင်ငံတွင်ဝင်ရောက်သည့်တရားမဝင်ငွေကြေးသည်အမေရိကန်ဒေါ်လာ89.5ခုံဘီလီယံရှိရတရားဝင်ကုန်ကူးမှုဒီနိုင်ငံအဓိကစီးပွားရေးအစိတ်အပိုင်းဖြစ်နေကြောင်းပြသနေသည်ဆိုပြီးတော့យေတာထားပါတယ် အဲ့တော့တရားဝင်ငွေကြေးစည်းစိမ်မှုဒီမှာစုစုပေါင်းဟိုးတဲ့ဒီမှာကျမ်းမာရေးအတုံးစေးရဲ့182ရာဂန်နှုန်းနဲ့ပညာရေးအတုံးစေး83ရာဂန်နှုန်းနဲ့ညီမြကြောင်းတွေ့ရှိရတွေ့ရှိရတဲ့အစိုးရရဲ့အခွန်ငွေဆုံးရှုံးမှုတွေအရေးကြီးသောပမာဏရှိနေကြောင်းပြသနေသည်အဲ့တော့ဒီအခွန်ငွေကကျွန်တော်တို့ဒီအစိုးရဘတ်ဂျက်ထဲကိုမဝင်လာတော့เนาะကျွန်တော်တို့ဒီဘတ်ဂျက်ငွေပို့ရတာမရှိခဲ့ဘူးဗောနော်အဲ့လိုပြောတာပါဒါကားလေလူတချို့ကစီးပွားရေးအခွင့်လမ်းပွင့် လောင်မှုကိုတဲ့ကိုကျိုးရှာရမှာတဲ့နိုင်ငံကြီးဂျန်တဲ့သူကိုထိခိုက်နေတာတွားစီပြီးအသာစီးရယူနိုင်ခဲ့တယ်ဆိုတော့ပြသနေတယ်ဆိုခုနအစီအခံသာရေးသားတဲ့ဒီနော်ဒီမှာအစီအခံသာကပူးတွဲရေးသားတယ်မို့စီးပွားပညာရှင်ကပြောတာပါထို့ကြောင့်လည်း GFI ကသုံးသပ်တကယ်လို့မြန်မာနိုင်ငံအနေဖြင့်စီးပွားရေးဆိုင်ရာပွင့်လင်းမြင်သာမှုကိုပုံမှန်တွေ့တဲ့အောင်ပြုလုပ်လျက်တဲ့ကမ္ဘာဈေးကွက်အချိန်နဲ့တပြင်းကြီးဈေးနှုန်းအစစ်မှန်စီသို့ဥတည်ရေးနဲ့ကုန်သွယ်ရေးအခြေပြုငွေကြေးခွာခြားခြင်းကိုရှော့ချဖြတ်တောက်ရေးအပါအဝင် အချက်လက်စုဆောင်းခြင်းနဲ့အချက်လက်ရည်တွေးမြှင့်တင်ခြင်းတို့ဟာဆောင်ရွက်ဖြစ်ပါကြောင်းနော် The Daily Level ရေးသားဖော်ပြအပ်ပါသည်ဆိုပြီးတော့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဘာဖော်ပြလဲရှိတယ်ဒီမှာနေနောက်တစ်ပုတ်အနေနဲ့ The Voice Daily ဒီမျက်နှာဖုံးဝါဒီလင်းတစ်ပုတ်ပဲထပ်ပြီးချိန်ထားပါတယ်။တမရော်ကထိုးစစ်စင်နေခြင်းကိုကန့်ကွက်ချောင်းလက်နက်ကိုင်းသုံးဖွဲ့ပူရဲသဘောထားထုတ်ပြန်ဆိုရဲကောင်းစင်နေပါ။တမရော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရှိရာဒေသများကိုတပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုပြင်းထန်စွာကန့်ကွက်ကြောင်းကိုကန့်လက်နက်ကိုင်တပ်ဖွဲ့တအောင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA နဲ့ရခိုင်တပ်ဖွဲ့ AA တို့ကစက်တင်ဘာလ10ရက်နေ့မှာပူးရဲသဘောထားထုတ်ပြန်လိုက်ပါတယ်တဲ့ကိုကန့်တပ်ဖွဲ့ MNDAA ကတဖက်သက်အပြစ်ခတ်ရစေခြင်းတအောင်းတပ်မတော် TNLA ကစစ်ချိန်လျှော့ချရင်ကြီးညာချက်ထုတ်ပြန်ခြင်းနဲ့မဟာမိတ်၃ဖွဲ့ပေါင်းပြီးအစိုးရအားအပြစ်ခတ်ရစေရေးပြုလုပ်ရန်ကန့်လှမ်းခြင်းတို့ပြုလုပ်ခဲ့တော်လဲ အစိုးရဘက်ကတိုင်းရင်းသားဒေသများကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဖျက်ဆီးနေသော လုပ်ရက်ဖြစ်သည်ဟုအဆိုပါလက်နက်ကင်သုံးဘွဲရဲ့သဘောထားထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်တဲ့နိုင်ငံတော်သမ္မတနှင့်တိုင်းရင်းသားလက်နက်ကင်ထိပ်သီးကောင်းဆောင်များ NCA စာချုပ်လက်မှတ်အပိတက်နိုင်၏အတွက်နေပြည်တော်မှာစက်တင်ဘာလ9ရက်နေ့မှာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီးအဆိုပါဆွေးနွေးပွဲမတိုင်မီနှင့် ဆွေးနွေးပွဲကျင်းပနေတဲ့ကာလများတွင်ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတအောင်းဒေသများတွင်တိုက်ပွဲများဇက်တိုက်ဖြစ်ပွားခဲ့ကြောင်းတမရုံနှင့်တိုက်ပွဲဖြစ်ပွားသည့်လက်နက်ကင်အဖွဲ့အစည်းများထံကသိရပါဗျ။ထို့ပြင် NCA စာချုပ်သည်စစ်မှန်သောပြည်ရင်းငြိမ်းချမ်းရေးဖြစ်သည့်အတွက်အရေးကြီးသည့်စာချုပ်တစ်ခု ရရှိထားပြီးထိုသဘောတူစာချုပ်ကိုတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများအလုံးပါဝင်ပြီးတပြိုင်တည်းအတူတကွလက်မှတ်ရေးထိုးကြမယ်ဟူသောလိုင်ဇာလော်ခီလာအစည်းအဝေးမှာထပ်မံခဲ့သည့်မူဝါဒအတိုင်းအခိုင်အမာရည်တည်သွားမည်ဟုအဆိုပါလက်နက်ကိုင်၃ဖွဲ့ကဆိုပါတယ်တဲ့ ကိုကတ်တအောင်းပလောင်နှင့်ရခိုင်တပ်ဖွဲ့၃ဖွဲ့၏ထိပ်သီးကောင်းဆောင်များသည့်လွမြောက်နေမြေတနေရာတွင်မဟာထိပ်သီးအစည်းအဝေးတရက်ကိုစက်တင်ဘာလ၉ရက်နေ့ဆယ်ရက်နေများတွင်ပြုလုပ်ခဲ့ပြီးလက်ရှိနိုင်ငံရေးစီရေးကိစ္စများကိုဆွေးနွေးပြီးအရေးကြီးသည့်ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်ဟုအဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြပါရှိပါသည်။ဒါပြင်ကိုကန်တပ်ဖွဲ့ MNDAA ကိုလည်း NCA တွင်ပါဝင်လာရေးအတွက်တမရကတိုက်ရိုက်ကင်တွေသွားမိဖြစ်ကြောင်းအဆိုပါဆွေးနွေးပွဲအပြီးတွင်နှစ်ဖက်ကောက်ဆောင်များကပြောကြားထားသည်ဆိုပြီးတော့ဖော်ပြသွားပါမယ်။ဟုတ်ကဲ့နော်။ ငင်းဆွေးနေဝယ်အရာလဲကျွန်တော်ပြပြောင်းတာဆူနေကြပြီလောက်ကန်နေကြပြီဗောနော်အဲ့တော့ကျွန်တော်ကတော့ဒီမှာဒီ level သတင်းစာကရွေးတာပြီဗောအခုလက်တလုံးမှာလဲဒီဒီစတေမာလာထဲမှာပဲနေဆုံးအခချင်းဝင်ဗောနော်လောကလောကကိုဒီမှာတတ်မှတ်လိုက်ပြီဆိုတော့ဒီနောက်ဆက်တွဲအချိန်တွေကျွန်တော်တို့ဒီမှာဖတ်ပြပါမယ်ဗျဟုတ်ကဲ့ပါအနည်းဆုံးအခချင်းဝင်တတ်မှတ်ပြီနော်လောက်သား short ချရင်တင်ပြထားသည့်စက်ရုံလေးရုံသားရှိကြောင်းသိရဆိုပြီးတော့เนาะဟောဒါကတော့ဒီမှာပြီးခဲ့ဒီစတေမာလာဆန်းမှာအဲ့လိုတတ်မှတ်ပြီးတော့ဗောနော် စေယုံဒီမှာလုံသားလျှော့ဖို့ဆိုပြီးတော့ဒီမှာလေးယုံဖြစ်နေရပါတော့အဲ့တော့ဒီအ ਨੇ ဆုံးအခကျင်းွေရတရ3.6တတ်မှတ်ပါကအလုံးပိတ်မြူပြောကြားမှုများရှိခဲ့ကြော်လေလက်ရှိအချိန်တွင်အလုံးတမရှော့ချမြူတင်ပြလာသည့်စက်ယုံလေးယုံသာရှိကြောင်းအ ਨੇ ဆုံးအခကျင်းွေတတ်မဲ့ဆန်ရအမျိုးသားကော်မတီဒီမှာအတွင်းမှုနော်ဒီမှာအလုံးတမအလုတ်ကန်နဲ့လူမှုဖို့လို့ရေဝန်ကြီးဌာနအမြဲတမ်းအတွင်းဥမျိုးအောင်ကပြောသည်ဆိုပြီးတော့ ဒီမှာဆက်ရေးတာပေါ့နော်အရှနိုင်ငံများစွာမှာကကဘာတွေမှာအ ਨੇ ဆုံးတရက်ကိုလောကအဖြစ်စည်ရင်းဝင်သည့်အ ਨੇ ဆုံးအခကျင်းွေတရက်3600ကျပ်ဖြစ်တဲ့အ ਨੇ ဆုံးအခကျင်းကိုတက်မိတ်ဆိုင်ရာအမျိုးသားကုမ္ပဏီကဇွန်လ29မှာတက်မှတ်လိုက်ပြီးနောက်တဲ့ဇူလိုင်လအတွင်းတရုတ်ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များ3600ကျပ်တက်မှတ်ပါကားတဲ့စက်ရုံများပိတ်သိမ်း၍အင်ပြန်ပြင်ဖြစ်ကြောင်းချိန်ချောက်မှုများဖြစ်ပေါ်ခဲ့သည်ထို့ပြင်မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့်စက်မှုကုန်ထုတ်လုပ်သူများအသင်းမှာ လုပ်ငန်းရှင်တချို့ကလည်းကန့်ကွက်မှုများပြုလုပ်ခဲ့သည်ထို့သို့တဲ့စက်ယုံပိတ်သိမ်းကအင်ပြန်မီဆိုသည့်ပြောကြားချက်မှာအမှန်တကယ်မဖြစ်နိုင်ကြောင်းနဲ့ပိတ်သိမ်းမည်ဆိုပါကဥပဒေအတိုင်းနှစ်နာမှုများ ဖြည့်ရှင်းပြီးလုံသမားဖွဲ့စည်းများကပြောကြားခဲ့သည်ဆိုပြီးတော့နော်အဲတော့သူတို့ပိတ်သိမ်းသွားရင်လည်းတိမ်းလို့ဒီကနေ့တိမ်းနေတာတိမ်းသွားလို့မရဘူးနော်အလုပ်လည်းမဖြစ်သွားတဲ့အလုပ်သမားတွေတော်တော်သူတို့ပြန်ပြီးတော့ဒီပြန်ဖြည့်ရှင်းပြရမယ့်အခြေအနေရှိပါတယ်ထို့သို့အခြေအနေများနဲ့တဲ့လက်ရှိအခြေအနေတွင်အလုပ်သမားများ ရှော့ချမြူတင်ပြမှုအနည်းငယ်ရှိလာပြီးလက်ရှိချိန်တွင်အဆိုပါတမျိုးမျိုးစင်းရီးဆဲသာဖြစ်ကြောင်းဦးမြော်ကဆက်လက်ပြောကြသည်တဲ့အဲ့တော့ဒီတင်ပြလာမှုအပေါ်တော့ဒီမှာတို့တလားလောက်ပေါ့နော်ဆက်လက်စောင့်ကြည့်မယ်ဆိုပြီးတော့ဒီမှာပြောထားပါတယ်အလုပ်သမားရှော့ချချိန်မှာလည်းအလုပ်သမားများတွေအလုပ်သမားတွေပေါ့နော်ရရှိတဲ့ဒီလုပ်ငန်းခွင်လှုပ်သက်လိုက်ရောကြီးနဲ့နိနာကြီးတွေဥတွေတိုင်းဒီပေးချေမှုရှိမရှိကိုလည်းစောင့်ကြည့်မိဖြစ်တယ်ဆိုတော့ဒီမှာဒီအလုပ်သမားတမကများအဖွဲ့ချုပ်ဥက္ကဋ္ဌဒီမှာနော် ဒီဥအောင်လင်းရပြောကြားတာရှိပါတယ်။မြန်မာနိုင်ငံတွင်းနဲ့ CMB စနစ်ဖြင့်ဓာရောက်လုတ်ကင်သည့်နော်လုပ်ငန်းများမှာလာစဉ်ပြောင်းများအဖြစ်10ခုခန့်ရှိနေပြီးဖနက်တီလက်ဝေရတနာဘူးတစ်အခြေခံဆက်ရုံငမားကျိတ်စာအိတ်ခဲနဲ့ပလတ်စတစ်ပတ်စံစသည့်လုပ်ငန်းအမျိုးမျိုးရှိနေတော်လဲတဲ့။အထက်ချုပ်လုပ်ငန်းများမှာအများဆုံးဖြစ်ကယခုနှစ်တွင်လုပ်ငန်း90ခန့်ဝေရောက်ခဲ့ကြောင်းယင်းနှမြုံနယ်မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏အထုတ်ပြန်ကြေညာသိရသည်။အ ਨੇ ဆုံးခကျင်းွေဥပဒေစတင်အသက်ဝင်မည် စနေမလာတရနေ့မှာစတင်ပြီးလှုပ်သမားများကိုတဲ့အ ਨੇ ဆုံးတရလင်ကြက်3600ပါပေးချေရမည်ဖြစ်ကပေးချေမှုရှိပါကတဲ့မပေးချေသူတောင်းရတာဖြစ်ကြောင်းနဲ့တိုင်ကြားမှုများဥပဒေအရအရေးယူသွားမှာဖြစ်ကြောင်းနဲ့နော်ဒီဥမျိုးအောင်ဆက်လက်ပြောကြားတာဖြစ်ပါတယ်အဲ့တော့ဥပဒေအရတော့ဒီအသက်ဝင်လာပြီဆိုတော့ဒီအချိန်ဒီပေါ်မှာ3600ပေးမပေးဆိုတော့မပေးခဲ့ရင်လည်းတိုင်ကြားနိုင်တယ်လို့ပြောတာရှိပါတယ်နော်အဲ့တော့ဒါလည်းဒီအလုပ်သမားတွေအရေးရလဲနော်ကျွန်တော်တို့ဒီအလုပ်သမားအခြေခံအလုပ်သမားတွေများတော့ဒီဟာလည်း လူတွေရဲ့အာယုံဆိုင်နေကိစ္စတခုပါပဲဟုတ်ကဲ့ဟုတ်ကဲ့ပါဒီမှာဒီနောက်တစ်ပုံအနေနဲ့ဒီ Seven Day Daily ရဲ့စာမျက်နှာ6မှာပါဝင်တဲ့သတင်းလေးတစ်ခုထပ်ပြီးရွေးချယ်တာပါတယ်။ဟုတ်ကဲ့ပါ။အဲ့လေရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့သတင်းလေးပါပဲ။ရွေးကောက်ပွဲကာလလူမှုကွန်ရက်တွင်သတင်းအမှားဖြန့်ချီသူများကိုပြန်ကြားရေးဝန်ကြီးဌာနကတရားစွဲဆိုမည်ဆိုခြင်းပေါ်ဝေဖန်မှုများရှိနေစွာကောင်းစင်ပါ။ ။နာမည်ရွေးကောက်ပွဲကာလနှင့်မဲဆင်စီယိုရင်ကာလအတွင်းမှာတဲ့ Facebook လူမှုကွန်ရက်မှာတဆင့်သတင်းအမှားများကိုဖြန့်ချီရေးသားသူများကိုပြန်ကြားရေးဝန်ကြီးဌာနကတရားစွဲအရေးယူမိအပေါ်လက်တွေ့မကျကြောင်းနဲ့အကောင့်အထုများကိုတားဆီးနိုင်မည်မဟုတ်ကြောင်းနှီးပညာနှင့်ဥပဒေရေးရာကျွမ်းကျင်သူတို့ချို့ကသုံးသပ်လိုက်ပါတယ်တဲ့။ ။အင်တိုင်းဝန်ကြီးဌာနသည်ယခုရက်ပိုင်းမှစတင်ပြီး Facebook လူမှုကွန်ရက်ပေါ်တွင်ပါတီတစ်ခုနှင့်တစ်ခုကြားအမုန်းပွားစေမိရေးသားမှုများပြည်သူလူထုကိုအထိတ်တလန့်ပြစ်စေမိတရင်အမှားများရေးသားနေမှုများကိုလာဇာတက်ကြီးပုံမှ905ခါခွေဖြင့်၎င်းဆက်သွယ်ရေးဥပဒေပုံမှ68ခါကြီးဖြင့်၎င်းအရေးယူမိဖြစ်ကြောင်းအဆိုပါဝန်ကြီးဌာနဤအမြဲတမ်းအတွင်းဝင်ဦးတင်စွေကပြောပါရတဲ့။ သို့သောရင်းတို့ရေးယူမိဖြစ်တော့လဲ Facebook သုံးဆဲသူများကိုစောင့်ကြည့်လေးလာမိအဖွဲတည်တံ့ဖွဲ့စည်းထားခြင်းမရှိပဲထွက်ပေါ်လာသည့်သတင်းများကိုသာအရေးယူမိဖြစ်ကြောင်းဥတင်းစွေကဆက်လက်ပြောကြားလိုက်ပါတယ်တဲ့ဒီဥတင်းစွေဆက်ပြီးပြောထားတာတော့ဒီအတွက်တင်းဖွဲ့ထားတာမျိုးတော့မရှိပါဘူးထွက်လာတဲ့သတင်းတွေအပေါ်မှာမူတည်ပြီးအရေးယူမှုတွေပြုလုပ်သွားမှာပါတဲ့ချိုးတင်ကာကွယ်တဲ့သဘောပါပဲတဲ့အကောင့်တူတွေလည်းအများကြီးရှိတော့ခက်ခဲပါတယ်ဒါပေမဲ့သတင်းအမှားလွှင့်တဲ့အကောင့်တိုင်းကိုအရေးယူမှာပါဆိုပြီးတော့သူက70သတင်းစာကိုပြောကြားခဲ့ပါတယ်တဲ့ ဒီမြန်မာနိုင်ငံမှာတဲ့ Facebook လူမှုကွန်ရက်အသုံးပြုသူ9.6တန်းရှိပြီးအကောင့်အတုသုံးဆွဲသူအရေအတွက်များပြားစွာရှိနေကြောင်းနီးပညာနဲ့ online ဈေးကွက်ကြောင့်သူများကလည်းသုံးသက်ထားပါတယ်တဲ့။ရာသတကြီးပုံမှ905ခါခွေသည့်နိုင်ငံတော်အစိုးရကိုဖြစ်စေနိုင်ငံတော်ငြိမ်မှုပြပြရေးကိုဖြစ်စေထိခိုက်သည့်ပြစ်မှုကိုတဦးတယောက်သောသူကကျူးလွန်လိုလားအောင်အများပြည်သူကိုတော့၎င်းအများပြည်သူဤတီးခြားလူစုကိုတော့၎င်းတောက်ချင်းထိတ်လန့်ချင်းတစ်ခုခုဖြစ်စေရန်အကြံရှိလျင်အမြင့်ဆုံးထောင်နဲ့နှစ်နှစ်အထိချမှတ်နိုင်ကြောင်းနှင့် ဆက်သွယ်ရေးဥပဒေ68ကကြီးသည်မမှန်ကန်သည့်သတင်းအချက်အလက်ကိုမယိုးဖြောင်သောသဘောဖြင့်ဖြန့်ချိလင်အမြင့်ဆုံးထောင်နဲ့တနည်းအထိချမှတ်နိုင်ကြောင်းတရားလွှတ်တော်ရှိနေဦးခင်စောမယန်းကရှင်းပြထားပါတယ်ဆိုရေးသားပါတယ်။ဟုတ်ကဲ့အဲ့တော့တို့ကဒီအစိုးရဘက်ကဒီလိုကြေညာတယ်ဆိုတော့ကျွန်တော်တို့တည်ထောင်အဖွဲ့တို့မဖွဲ့ထားသေးဘူးเนาะအဲဘယ်လိုမျိုးတို့အရေးယူမယ်ဆိုတော့ဆက်လက်စောင့်ကြည့်အောင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီ account တွေရောဗျာဟိုဒါလူတိုင်းဒီ Facebook ဆိုတော့တုံးနိုင်တာပဲเนาะတုံးနိုင်ဆိုတော့ account တို့ဘယ်သူကဘယ် account တုံးနေဆိုတော့ဒါ photo ကိုနည်းနည်းခက်လိုက်မှထင်ပါတယ်။ တော့ဒီမှာတော့ဒီစံတော်ချိန်သတင်းစာမှာဆာမျက်နှာ16နဲ့မှာပါဒီမှာရေးတာတော့ဒီလူနေရောက်ပေါ့ဗျာဒီရောက်ဝင်တဲ့ဒီမှာပြည်သူမြောက်စကားပြန်လည်းပြောကြပါဘောနော်အခုခေတ်ကတဲ့စကားပုံပြောင်းသွားပြီဗျာနော်တယောက်ကပြောတယ်ဘယ်လိုလဲဗျာနောက်တယောက်ကဆက်ပြီးတော့ပြောတယ်ယောက်ျားကောင်းရင်တဲ့မောင်းမရှောင်းလို့ဗျာဆိုပြီးတော့ပြန်ပြောပါတယ်ဟိုလူကအဲဆိုသဘောပေါက်သွားပါဘောနော်ဟိုလူကနောက်တယောက်ကနေပြီးတော့ဒါဆိုရင်တလင်တမယဥပဒေဆိုပြီးသူကခေါင်းထဲမှာအတိဝင်သွားတယ်တစ်ခါလူကလည်းပြန်တွေးရအောင်နော် ဖောင်းတဲ့ခုနှစ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီကာတွန်းလေးနဲ့ပဲနေ့စဉ်ထွက်ရှိနေတဲ့သတင်းစာဂျာနယ်တွေကကောင်းတို့ရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုထုံထုံတင်ဆက်ဖျက်ကြားပေးမယ်အစီအစဉ်ဒီမှာပြည့်စုံဖြစ်ပါတယ်ရှိရှိအားပေးတဲ့ပိတ်သက်တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်